ဝိုင်းပုံစံတံပြောက်ဖြစ်တာပေါ့နော်ဇဝိုင်းပုံစံဖြစ်ရင်အတိအကျလူချင်းနဲ့တူပြီးတော့တာလွယ်ကူပြီးတော့လူချင်းနဲ့ဥစ္စာကိုကိုယ်ကိုတည်ဆင်းလို့ရအောင်ဒါကျွန်တော်တို့ပြပြမှုဖြစ်ပါတယ်နော်ပထမဆုံးကကျွန်တော်တို့ဒါဇောင်းပေါက်တွေမှာရှိတဲ့စပီကာကိုရုပ်ကိုဖားလိုက်တယ်ပေါ့နော်ဒီစပီကာရုပ်ကိုဖားပြီးသူ့ရဲ့တန်လိုက်ကိုကျွန်တော်တို့ဒီကိုင်းယူမယ်အဲတန်လိုက်ရပြီတန်လိုက်ရပြီမှရှိရတယ်ကျွန်တော်ခွာလိုက်တယ်ပေါ့နော်ဖြတ်ဆန်းတဲ့ဒါကိုကျွန်တော်ဖြတ်လိုက် ခုလိုဖြတ်ပြီးတဲ့ခါမှတာကျွန်တော်ပေါ်နဲ့အောက်ပြန်ဖောင်းမယ်ခုလိုဖောင်းပြီးတော့တာနာမှုနဲ့တိုင်ရေးလေရနော်နာမှုတက်နိုင်ရေးကိုတာကျွန်တော်တို့ဝင်ဆော်လိုက်ပြီးပေါ့နော်ခုလိုဝင်ဆော်ပြီးတော့ပြီးဆိုတော့ဒီကောနဲ့တာရှင်နေသားကိုထားမှန်းဒီတော့တတိနဲ့တိုင်ကိုကျွန်တော်တို့ကနာချက်ယူရဲဒီနှာခေါင်းတက်ဆော်လိုက်တယ်ပေါ့နော်အဲ့တအားမကပီးရဲ့ ဖလာကြောင်မကပေးမှဒါကျွန်တော်တို့ကူလိုက်တယ်ပေါ့နော်ဒီဖလာကြောင်ကူပြီးဆိုရင်ပြန်ပြန်မယ်ပြီးတော့တပီးဆောင်လေးပြီးလုံးလိုက်တာပေါ့နော်ကြည့်လို့လည်းကောင်းသွားပြီးတော့ကျွန်တော်လူဒီနေလက်တိုင်နေတဲ့အပေါက်ရေစားကိုကျွန်တော်တို့ဒါဖောက်မယ်ဒီဖောက်ပြီးတော့ပြီးဆိုရင်ဒါဖောက်ဆက်ရဲ့ဒီကကောင်းနှာကောင်းနေမှဒါနန်းနဲ့ဆွဲဆူရပြီပေါ့နော်အဲ့လိုမျိုးနှာကောင်းကဒါနန်းနဲ့ဆွဲပြီးပြီးဆိုရင်ခိုင်နဲ့ရစ်ကြည့်ကြည့်မယ် ဟုတ်ပြီဒါကျွန်တော်ဝင်ချက်ဆုံးမယ်ဘောကလုံးတက်ခမှာဒီချက်ဆက်ပုံမှာဒီလေဖုန်းလေးပေါ့နော်အောက်ချဆိုတော့ချက်ဆက်ဝင်ကြရပြီးပြန်ပေါင်းအဲဒီကိန်းတာဒီနေတဲ့ဆန်တာကျွန်တော်တို့